မင်္ဂလာပါရှင်။ဘာမခဲ့တဲ့တဲ့ရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစပြီးစစ်ကောင်စီနှစ်သက်ကိုလွန်ငင်းတက်တာခွင့်နဲ့နိုင်ငံရေးအကျဉ်းသား၅ရိုက်ကိုင်းတော့အောက်တာလွတ်မြောက်နိုင်ဖို့ဆိုဆွဲတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်များကိုတင်ဆက်ပေးပါမယ်ရှင်။ အကြံဖတ်စက်ကောင်စီယနေ့နှစ်သက်ကိုလွန်ငင်းသက်သားကွင်းနဲ့နိုင်ငံရဲ့ကျင်းသား900ခန့်သောအောက်သားလွန်မြောက်နိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျင်းသားများကွန်ရက် PPNMI ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်စက်ကောင်စီကနှစ်စံတရနေ့တွင်ပုံမှန်လုံဆောင်လေးရှိသည့်အကျဉ်းသားများလွန်ငင်းချမ်းသာကွင်းနဲ့နိုင်ငံရဲ့ကျင်းသား900ခန့်သောအောက်သားပါဝင်ကြောင်းအကြံပေးဆက်တဲ့ဒီဧပြီလ18ရက်နေ့မြမနှစ်ဆန်းတရံနေတွင်နိုင်ငံတော်ရှိအကျဉ်းထောင်သေးသေးမှာ အကျဉ်းသား4893ကိုလွန်ငင်ခွင့်ပေးကြောင်းထုတ်ပြန်ထားတော့လေလွန်ငင်ခွင့်ပြုသည့်အကျဉ်းသားများတွင်နိုင်ငံရေးအကျဉ်းသားများအနေအချင်းမျှသာပါဝင်နေခြင်းဖြစ်ကြောင်းသိရှိရသည်နိုင်ငံရေးအကျဉ်းသားအကျဉ်းသို့ပါဝင်မှုအတော်လေးနေတဲ့ပြ900ရာခိုင်နှုန်းအောက်ပဲပါနိုင်တယ်900ခိုင်နှုန်းအောက်တောင်မှအခုအတော်လေးကျိုးစားပြီးတော့အခုနိုင်ကျင်တွင်စီးရင်ကိုစောင့်ကြည့်တဲ့အခါမှာ900ခိုင်နှုန်းအောက်လောက်ပဲပါလာနိုင်ခြေရှိတယ်ဟုကိုတိုက်ထုံးကရှန်ကုန်ခေတ်တည်တဲ့ဌာနထံသို့ပြောဆိုသည် လက်ရှိအချိန်တွင်ကနအိုရရှိစရင်အရာနိုင်ငံရေးအကျဉ်းသားလူငယ်စရင်သည်ပေါင်တေအကျဉ်းသားတွင်နိုင်ငံရေးအကျဉ်းသားဂျာနအူတဝဲအကျဉ်းသားတွင်နိုင်ငံရေးအကျဉ်းသားဂျာတူနှင့်မာတူပြည်အကျဉ်းသားတွင်ဂျာငါအူနှင့်မာလေအူပကုတ်ကူအကျဉ်းသားတွင်ဂျာလီအူနှင့်မာတူညောင်အကျဉ်းသားတွင်ဂျာနအူနှင့်မာနအူလွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောဆိုသည်ဆလဗီနေပြည်တော်ရှိဝန်ကြီးဌာနယုံတို့ရန်ကုန်ကိုယာယီပြောင်းရွှေ့မယ်လို့သတင်းတွေထွက်ပေါ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အင်အားပြင်းကလင်းကြီးကြောင့်နေပြည်တော်ရှိဝန်ကြီးဌာနရုံးတွေပြုတ်ကျပျက်စီးခဲ့တဲ့အတွက်ရုံးတချို့ကိုရန်ကုန်မြို့ကိုယာယီပြောင်းရွှေ့ဖို့နာဆာကအစီအစဉ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နေပြည်တော်ကနေရန်ကုန်ကိုပြောင်းရွှေ့နိုင်တဲ့ဝန်ကြီးဌာနတွေထဲမှာနိုင်ငံသားရေးအပါအဝင်ဗဟိုဘဏ်ဟိုတယ်နဲ့ခရီးသွားလာရေးလူဝင်မှုကြီးကြပ်ရေးစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆေးမြောင်ဈေးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးစတဲ့ဌာနတွေလည်းပါဝင်တယ်လို့သိရပါတယ်။ ဝန်ကြီးဌာနတွေကအရေးကြီးဌာနတချို့ကိုရန်ကုန်မြို့ကိုယာယီပြောင်းရွှေ့ဖို့စီစဉ်နေတယ်ဆိုတာဖြစ်နိုင်ပါတယ်။အုပ်ချုပ်ရေးရန်များပြတ်မသွားရလေအောင်စီမံရမှာဆိုတော့တကယ်လို့ရန်ကုန်ကိုပြောင်းရမယ်ဆိုရင်လည်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့တေချာပေါက်ပြောင်းရွှေ့ရနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူကနေစဉ်အလုပ်လုပ်ရတဲ့ဌာနဖြစ်လေတော့ရွှေ့မယ်ဆိုသူကထိတ်ဆုံးကပါနိုင်တယ်။အလုံးစုံပြည့်စည်သွားတဲ့အဆောက်အုံတွေထဲမှာနိုင်ငံခြားရေးရဲ့ဟိုတယ်ခီးရဲ့နောက်တစ်ခုလူဝင်မှုကြီးကြေးရေးလည်းပါတယ်လို့ဝန်ကြီးဌာနတိုင်ဝမ်နဲ့နေဆက်သူတယောက်ကပြောပါရယ်။ ပြီးခဲ့တဲ့ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့9.8 Richter Star Scale အင်အားဖြင့်ငလင်းချောင်းထိခိုက်ခဲ့ရတဲ့နေရာတွေမှာနေပြည်တော်ကအရေးကြီးအဆောက်အုံနဲ့ရုံးဌာနတွေနဲ့ဝန်ထမ်းအင်အားတွေလည်းပါဝင်ခဲ့ပြီးအပြည့်အစုံများခဲ့တယ်လို့သိရပါဗျာ။ အခုကနေပြည်တော်ကရုံးဌာနတွေကပုတ်ကလေးကအစာအုံတွေကပကင်းတွေမှာရာယုံဖက်ထားရတာဆိုတော့ရုံးတက်ရတာဘလို့မှအဆင်မပြေကြဘူးကျွန်တော်အထင်ပြောင်းရွှေ့မဲ့တရင်ကတော့ဖြစ်နိုင်ခြေတော့ရှိပါတယ်လို့သူကပြောပါတယ်နေပြည်တော်ဟာမက်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်းချောင်းပြက်စီဆုံးရှုံးမှုအများပြားခဲ့တယ်လို့ထိခိုက်သေးဆုံးမှုအရေးအတွက်များပြားခဲ့တဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ် ပျော့ကျပျက်စီးခဲ့တဲ့အစာအုံတွေမှာဝန်ထမ်းအင်အားအများပြားပါဝင်ခဲ့တာကြောင့်ဝန်ထမ်းတွေအနေနဲ့နေထိုင်စားသောက်ရေးအတွက်အခက်အခဲများစွာကြုံတွေ့နေရတယ်လို့သိရပါဗျ။ဆလဘီမြန်မာနစ်ဆန်တရနေ့မှာစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်သေးဆုံးမှုတွေရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရေရှည်တည်တမ်းပြီးစစ်မှန်တဲ့ငြိမ်းချမ်းရအောင်ကြိုးပမ်းနေတယ်လို့စစ်ကောင်ဆောင်ကပြောပေမယ့်မြန်မာနိုင်ငံတရံနေမှာစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒေသချို့မှာပုံကျဲမှုကြောင့်ထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့ဒေသခံတွေထံကသိရပါဗျ။အီရန်လ19ရက်နေ့မနက်ရှင်တိုင်းမှာကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ရှိတရက်တော်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလေးကြောင်ပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတို့ဒေဆုံးပြီးကလေးငယ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အလားတူမနက်၁၀နာရီမှလည်းတောင်းတက် DNL ရဲ့ထိန်ချုံနေမြေမိုးကုံမြို့ရှိပိုင်းကဆုပ်ချေရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံတလုံးလာရောက်ကျဲချခဲ့ပါတယ်။ ဘုံချရောက်ပောက်ကွဲမှုနဲ့ပတ်သက်ပြီးထိခိုက်မှုအခြေအနေတွေကိုပြန်လည်တင်ပြပေးသွားမယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရက်ပေါင်း20ကြာအပြည့်ခတ်ရက်ဆဲခဲ့ပေမဲ့လည်း TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းကထိုးစစ်ဆင်နာနဲ့တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုလေးချောင်းနဲ့ဘုံကျဲတာစတဲ့လုပ်ရက်တွေကိုလှုံ့ဆော်နေရလို့ TNL ကဆိုပါတယ်။ ။စေကောင်းဆောင်ကတော့လက်ရှိဖြစ်ပေါ်နေတဲ့ပဏိပခါတွေကိုအဆုံးသတ်နိုင်မှုနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနေတဲ့သာဖြေရှင်းကြဖို့ဖိတ်ခေါ်ကလန်တာပေးဖြစ်လို့တိုင်းရင်းသားအဖွဲ့တွေပူးပေါင်းပါဝင်ကြဖို့နှစ်သက်ကိုနှုတ်ဆက်စကားမှပြောဆိုထားပါတယ်။ ဒါပေမဲ့လက်တွေမှာတော့စစ်ကောင်စီတဟာအများပြည်သူဆန်ရသွားလာရနေရတွေအဆောက်အုံတွေစာတင်ကြောင်းတွေစေယုံစေကန်တွေဘုံကြီးကြောင်းတွေကိုပြင်မှတ်ထားပြီးလေကြောင်းကနေပုံစဲတိုက်ခိုက်တာတွေစတိုက်လုံဆောင်နေရပဲဖြစ်ပါတယ်။ရခိုတကမှာတော့မန္တလေးမြို့ကိုဗဟိုပြု၍ပြင်းအား၄.၆ဆင်ရှိငလင်းလောက်ခံမှုမန္တလေးအမရပူရစကိုင်းမြို့နယ်ပြည်ဦးလွင်မြို့များတွင်တိုက်သားစွာခန်းဆားရပြီးပြည်သူများထိတ်လန့်တုန်လှုပ်ဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရှနေမြန်မာနေစံတရနေ့မန္တလေးတိုင်းမန္တလေးမြို့အနီးကိုဗဟုပြုတ်ရိပ်ပြင်းအား၄.၆အစင်ရှိငလင်းလှုပ်ခတ်သွားခဲ့ရာမန္တလေးမရပူရာစကိုင်းမြို့နှင့်ပြည်ဦးလွင်မြို့များတွင်တိသားစွာခန်းစားရကြောင်းဒေသပြည်သူများပြောဆိုခြင်းနှင့်မိုးလေဝသဇလားပေရညွန်ကြားမှုဦးစီးဌာန၌ထုတ်ပြန်ချက်ရသည်ရှိရသည်ရှနေဧပြီလ18ရက်နေ့မွန်လယ်တနင်္လာနေ့မနေ့ချိန်တွင်မန္တလေးမြို့ပသိမ်ကြီးမြို့၏တောင်အနောက်တောင်ဘက်နှမိုင်းကွာ အနက်17ကီလိုမီတာကိုဗဟုပြု၍၄.၃အဆင့်ရှိငလင်လှုပ်ခတ်သွားခဲ့ကြောင်းအဆိုပါငလင်ကြောင့်မန္တလေးမြို့တွင်အလွန်သေးသာစွာခန်းစားရပြီးဖြည်သူများထိတ်တလန့်ဖြစ်ကြကြောင်းသိရှိရသည်။ငလင်ကအတော်ကိုသေးသာတော့ဝုံကနေဆိုပြီးလှုပ်တာအချိန်တော့အရင်မကြလို့အချိန်ကြာရင်ပြိုစဲတိုက်တွေတောင်ပြိုနိုင်တယ်။ကျန်းနေဟုမန္တလေးမြို့ကန်တူကပြောဆိုသည်။အလားတူမရဘူရာမြို့နယ်၊စကိုင်းမြို့နယ်၊ပြည်ဦးနယ်မြို့နယ်တို့တွင်လည်း ရှင်နေမော်လယ်ပိုင်းလောက်ခတ်သွားသောငလင်ကိုတိတာစွာခန်းစားသိရှိရကြောင်းဒေသပြည်သူများကပြောဆိုကြသည်။စကိုင်းမှလည်းအတော်ကြီးကိုခန်းစားရတဲ့အိမ်တွေတစ်ချက်တော့ရင်ထိုးသွားတာဟုစကိုင်းမြို့ဇေယျကွက်တဲ့ရက်ကွက်မှပြည်သူတို့ကပြောဆိုသည်။မတ်လ28ရက်နေ့ပြည်ဟောင်းခွနဲ့တသမာခွနဲ့အစင်ရှိငလင်ကြီးလောက်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်များဇက်တိုက်လောက်ခတ်နေရာရှင်နေဧပြီလ18ရက်နေ့တွင်ငလင်လောက်ခတ်မှုပေါင်းအကြိမ်ရင်140ရှိလာပြီဖြစ်ကြောင်းမိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်သည်။ ဆက်လက်ပြီးနေပြည်တော်ရှိဝင်ကြီးဌာနတွေအတွက်ရာယုံတွေတည်ဆောက်မဲ့စောက်လုံရေးပစ္စည်းတွေအိန္ဒိယလေရင်နဲ့ပေးပို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အိန္ဒိယနိုင်ငံဟာရာယုံဆိုရယုံတွေတည်ဆောက်ရမှာအသုံးပြုမဲ့စောက်လုံရေးပစ္စည်းတန်ငွေ90ကိုမြင်းကလင်းတန်းနဲ့မြန်မာနိုင်ငံတို့လေးချောင်းနဲ့ပို့ဆောင်လိုက်ပါတယ်။ အဆိုပါဆောက်လုပ်ရေးပစ္စည်းတွေကိုနေပြည်တော်မှာအစိုးရဝန်ကြီးဌာနတွေအတွက်ယာယီရုံးတွေတည်ဆောက်ရမှာအသုံးပြုသွားမှာဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံရှိယာယီစေယုံမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေကိုပြန်လည်ခေါ်ဆောင်မှုအိန္ဒိယလေတံမှာလေးရင်းနှစင်စီလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာမြင်းကလေးလှုပ်ခတ်ပြီးနောက်အိန္ဒိယနိုင်ငံကတိစောက်ခဲ့တဲ့ကရင်200အရာရေးစေယုံဟာပေးခဲ့တဲ့နှစ်ပတ်တွင်လူနာ2500ကျော်ကိုစေကူသားမှုဆောင်ရွက်ပေးခဲ့ပါတယ်။လက်ရှိအချိန်တွင်အိန္ဒိယနိုင်ငံဟာစေယုံအစားအသောက်အသင့်စားအစားအစာဆောင်ရွက်ပြန်တဲ့ရေတန့်စနေတောက်တုံးရေအဝတ်ထည်ပြင်ယာယုံတွေတိစောက်ဖို့ဆောင်လုပ်ရေးပစ္စည်းတွေအပါအဝင်ကယ်ဆယ်ရေးပစ္စည်းတန်းငွေ950ခန်းမြန်မာနိုင်ငံသို့ထောက်ပံ့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာမြင်းကလင်းကယ်ဆယ်ရေးမှကုညီမဲ့အဖွဲ့ဝင်80ဦးပါ၊ဘီယက်နယ်ရှာဝေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့အဖွဲ့ဝင်129ဦးပါ၊အိန္ဒိယစစ်တပ်စေဘက်အဖွဲ့တွေကိုမြန်မာနိုင်ငံသို့ဆဲလွှတ်ခဲ့ပါတယ်။ဝန်ကြီးချုပ်နာရင်ဒရာမိုဒီကမြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့စကားပြောဆိုခဲ့ပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်မဲ့အိန္ဒိယနိုင်ငံရဲ့ဂရီကဝတ်နဲ့စိန်ခေါ်မှုကာလတွင်ပံမိုးကူညီမှုဆက်လက်ပြုလုပ်ဖို့ကြေညာပြုခဲ့ပါတယ်။ ပုတ်ပြင်းမျိုးနဲ့တောင်ငယ်ရွာခြေဆိုင်ပြူစော်တီစကန်ကိုဝင်ရောက်တိုက်ခိုက်မှုပြူစော်တီကောင်းဆောင်ထေဝင်းသေးဆုံးပြီးလက်နက်ဆယ်လက်နဲ့ခဲယမ်းများတင်းစီရရှိဆွေးတဲ့တွင်ဖြစ်ပါရဲ့ရှင်။ တနင်္လာရတိုင်းဗိုလ်ပြင်းမြို့နယ်တောင်ငယ်ရွာခြေဆိုင်ပြစောဒီစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာပြူကောင်းဆောင်ထေဝင်းသိဆုံးပြီးလက်နက်ဆယ်လက်နဲ့ခရမ်းများတင်စီရရှိခဲ့ကြောင်းတနင်္လာရမြို့နယ်ပကဖမတောင်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းတို့ပြောကြားသည်ရမန်နေဧပြီလ16ရက်နေ့နဲ့အစောပိုင်း3နာရီခန့်ကဗိုလ်ပြင်းမြို့နယ်တောင်ငယ်ရွာခြေဆိုင်ရွှေခဲညိုရွာအစမ်းမဲ့စစ်တပ်လောက်ကန်ပြူစောဒီစကန်အားပြည်သူ့ကော်ရီတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာပြူစောဒီကောင်းဆောင်ထေဝင်းသိဆုံးပြီးကျန်ပြူစောဒီများထွက်ပြေးသွားကြောင်းသိရှိရသည် ယ်အင်အားက30ကြော်ကြော်လောက်ပဲရှိတာပြူစောတီကောင်းဆောင်တယောက်သေးတာကျန်တဲ့သူတွေကလက်နက်ခဲယံတွေအလုံးကိုထားခဲ့ပြီးပြေးတာ ကျွန်တော်တို့ဘက်ရဲဘော်တွေအလုံးပြန်ဆုတ်လာပြီကျွန်တော်တို့ဘက်ရဲဘော်တယောက်တော့ပေါမထိခိုက်တန်ရရတယ်မစိုးရင်ရဘူးဟုတနင်္သာရီမျိုးနယ်ပကဖမတောင်ရင်ရှိသူတို့ကရန်ကုန်ခေတ်တည်ထောင်ထားတန်တို့ပြောကြားလေရင်းတိုက်ပွဲအတွင်းမှာစံပယ်စစ်တပ်လောက်ခံပြူစော်ထင်းများကင်ဆောင်းသော PK မျိုးစားတနက်9လန်ကာပိုင်မျိုးစားတနက်2လန် M16 အမျိုးစားတနက်3လန်89မမလောင်ချမျိုးစားတနက်2လန်40မမဘုံဒီ9လုံး16 G 20တောင်းကာပိုင်ဂျီ9တောင်း Equipment တစုံ16 G ပေါင်း2ခုစကားပြော က်တလုံးနဲ့ဆက်ဆက်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းသိရှိရသည်။